င်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဒီနေ့အဲကျွန်တော်တို့ဆွေးနွေးချင်တာကတော့ဟိုထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့မြမအလုပ်သမားတွေအတွက်ပေါ့လေတည်င်းအချက် လက်ရဖို့ခက်တက်ကိစ္စကိုဖြည့်ရှင်ပေးနိုင်မဲ့ platform တခုအကြောင်းပါအဲ့ဒီအချက်လက်ဒီထက်ကအဓိကကြတာလေးကြီးကြရအောင်ဟုတ်ကဲ့ဒါကတကယ်ကိုအရေးကြီးတဲ့အကြောင်းရပါရှင်အထူးကဖြင့်အဝေးရောက်နေတဲ့သူတွေအတွက်လေကိုယ်အတွက်လွယ်တဲ့တည်င်းချက်လက်မမှန်ကန်ကန်ရဖို့ဆိုတာအစ်မတအရေးကြီးပါတယ်ဟုတ်ပါတယ်ဆိုတော့ ဒီအရင်မြစ်ဒီထဲမှာဖြောပြထားတာတွေရဒီ platform ကဘလို့အကြောင်းအရာတွေကိုတိကထားလဲဥပဒေလားအကြမ်းပိုက်လားအထိကတော့အဲ့ဒါကြီးပါတာပေါ့အလုံသမားဥပဒေတွေကျမရေးဆိုင်ရာအခွေရေးတွေပြီးတော့လူမှုရကိစ္စတွေအဲနောက်ပြီးတော့နေ့စဉ်ဘဝအတွက်အသုံးဝင်မဲ့အကြံဉာဏ်တွေတရားဝင်မှတ်ဖို့တင်တဲ့ကိစ္စတွေပေါ့အင်းအဲ့ဒီအကြောင်းအရာတွေကလေတော်တော်လေးကျက်ပြန့်တယ်လို့ဆိုရမှာဟုတ်ကဲ့ဒီနေရာမှာကျွန်တော်စီဝင်စားတာက ဒီအကြောင်းအရာတွေကအလို့တမားတယောက်ရဲ့နေ့စဉ်ဘဝနဲ့တိုက်ရိုက်ထိတွေ့နေတဲ့ကိစ္စတွေဖြစ်နေတာပဲเนาะမှန်ပါတယ်အဲ့ဒါကြောင့်လည်းအရေးကြီးတာပါဥပဒေကားခွဲဘလို့ရမလဲကျန်းမာရေးဆုံးရှုံးမှုတွေဘာတွေတည်ထားရမလဲဒါတွေကသူ့တို့အတွက်အခြေခံကြတဲ့လွားချက်တွေလीอืมဟုတ်ပါတယ်ဆိုတော့ဒီလိုတည်တင်းပေးုံတက်တက်ပဲလားဒါမှမဟုတ်ဒီ platform နောက်ကိမှာတခြားရေးရဲချက်တွေရောရှိသေးလားအရင်မြစ်ဒီမှာပါပြောထားလဲအဲအဲ့ဒါကပူပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပါ ီအချက်လက်တွေရဆိုရင်လေသူတို့ကတည်င်းပေးုံသက်သက်သက်ပို့ပါတယ်ဟုတ်လားဘယ်လိုမျိုးလဲသူတို့ကထိုင်းရောင်းမြန်မာအလုပ်သမားတွေရဲ့အတန်တခုဖြစ်ချင်တယ်လို့ဆိုထားတယ်ရှင်ဆိုလိုတာကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေခံစားချက်တွေအခက်ခဲတွေကိုပြန်မြောက်ဝေနိုင်မဲ့နေလားတခုဖြစ်ချင်တဲ့သဘောပါဩဒါဆိုတလောင်းသွားတည်င်းပေးတာမျိုးမဟုတ်ပဲအပြန်အလှန်စစ်တွေ့လို့ရမယ်အတွေ့အကြုံတွေဖလှယ်လို့ရမယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ် အဲ့လိုလုံနိုင်ခြင်းအပြင်လေအများကြီးအကျိုးရှိနိုင်တယ်ဥပမာတယောက်ကအလုတ်ရှင်နဲ့ပြဿနာတက်လို့ဖြေရှင်းခဲ့တဲ့အတွေ့အကြုံကိုမျက်ဝေလိုက်ရင်အလားတူကြုံနေရတဲ့တခြားသူအတွက်လမ်းပြလို့ဖြစ်သွားနိုင်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နားလည်ပါပြီပြီးတော့ကိုတယောက်ထဲမဟုတ်ဘူးကို့လိုပဲအခက်ခဲတွေကြုံနေရသူတွေရှိပါလားဆိုတဲ့အတိကလည်းစိတ်တိတ်ရရအားဖြစ်စေတာပေါ့လေတတကယ်ကောင်းတဲ့အချက်ပဲဆိုတော့ဒီအချက်လက်တွေကနေကျွန်တော်တို့မြင်နိုင်တာကဒီ platform ဟာတည်င်းပေးတာ အတိပညာပေတာအဖြစ်အလုတ်သမားတွေရဲ့အတိုင်းဝိုင်းတစ်ခုကိုပါတိဆောက်ကိုစူးစမ်းနေတယ်ဆိုတာပဲအတိကြပါပဲဒါကပိုကျဲပြန့်ရမြင်တဲ့အကြည့်ရင်လဲတရင်ချက်လက်ကွာဟောင်းမှုရှိနေတဲ့အတိုင်းဝိုင်းတစ်ခုအတွက်သူတို့ဘာသာစကားနဲ့သူတို့နားလည်လွယ်မဲ့ပုံစံနဲ့သူတို့တကယ်လိုအပ်တာကိုပေးနိုင်တဲ့ဒီလိုချိုးပတ်မှုတွေကဘလောက်အရေးပါတယ်ဆိုတာကိုမိမောင်းထိုးပြနေတာပါပဲဟုတ်ပါတရင်အချက်လက်ရပိုင်ခွင့်အဲဒါမှမဟုတ်ရရှိနိုင်မှုက သူတို့ပိုအများကြီးအားကောင်းစေနိုင်တာပေါ့နော်ဟုတ်ကဲ့စွမ်းဆောင်ရည်မြင့်တင်ပေးမှုရဲ့အဓိကတော့ချက်တစ်ခုလို့တော့ပြောလို့ရပါတယ်ဟင်းဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံလိုက်ရင်ဒီလို platform မျိုးဟာထိုင်းမှာရှိနေတဲ့မြန်မာအလို့တမားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရင်းအမြစ်တစ်ခုဖြစ်လာနိုင်ခြင်းရှိတယ်လို့ပြောရမှာပဲမှန်ပါတယ်ဆက်ဆက်ပြီးစဉ်းစားစရာတစ်ခုကတော့နင်ဒီလို platform တွေရေရှည်မှာဘလို့ဆက်လက်တည်တံ့အောင်လုပ်မလဲ ။တရင်အချက်လက်တီအမြင့်မှန်ကန်နေဖို့အတစ်ဖြစ်နေဖို့ဘလို့အဆင့်မြင့်တယ်မလဲဆိုတာတွေပေါ့။ဟုတ်ကဲ့။ပြီးတော့အလौတမားတွေအများဆုံးစီကိုဒီတရင်တွေဘလို့ထိထိရောက်ရောက်ရအောင်ပို့ဆောင်မလဲဆိုတာလေအရေးကြီးတဲ့မိကိုပဲနော်။ဟုတ်ပါတယ်အဲ့ဒါဒီကတော့ဒီလိုအရေးပိုင်းတဲ့ချိုးပမှုတွေရဲ့ရှေ့ဆက်ရမယ့်ခီးရဲ့အတွက်ဆက်လက်စဉ်းစားရမယ့်အချက်တွေဖြစ်ပါတယ်ရှင်